်မင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးမှာတော့ကိုကျင်ပြီရဲ့တကောင်လေးပဲဆိုတဲ့စာအုပ်လေးထဲက YouTuber Video Creator တွေအတွက်လမ်းပြမြေပုံကျမ်းဆိုတဲ့ခေါင်းစဉ်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Video Creator YouTuber အဖြစ်ဗီဒီယိုတွေဖန်တီးပြီးတော့ YouTube နဲ့ Facebook ကနေပတ်စံရှာတော့မယ်ဆိုရင် မစတဲ့ခင်ကျွန်တော်တို့တည်ထားရမယ့်အရေးကြီးဆုံးအချက်နှစ်ချက်ရှိနေတယ် ပထမတစ်ချက်ကဒီလောက်ကနေပတ်စံအများကြီးအမှန်တကယ်ရနိုင်တယ်။ကိုရှာနိုင်ရင်ရှာနိုင်သလောက်ဒေါ်လာကို ထောင်ကနေတောင်းကနေအထိရရှိနိုင်တယ်။ဗီဒီယိုတစ်ခုကိုဒေါ်လာ100ကနေဒေါ်လာ1000လောက်လက်ရှိဒေါ်လာ4000ဆိုရင်လေးရင်းကနေ340လောက်ထိရနိုင်ပါတယ်။ပေါ့ရင်ပေါ့သလောက်အဲ့ဒီထက်လည်းပိုများနိုင်သေးတာပါပဲ။ဒါပေမဲ့ဒုတိယတစ်ချက်ကမတေချဘူး။ဘဝရည်တည်ချက်ခိုင်မာမှုမရှိဘူးဆိုတာပါပဲ။ နောက်မှပါတာတွေကိုစက်နားထောင်ရင်သဘောပေါက်သွားပါလိမ့်မယ်။အရင်ဆုံးတော့ဗီဒီယိုတစ်ပုဒ်ဖန်တီးတဲ့ကျွန်တော်ရဲ့စနစ်ကိုစပြောပြပါမယ်။ပြီးရင်တော့အဲ့ဒီဗီဒီယိုကနေပတ်စံရအောင် monetization လုပ်သွားတဲ့အပိုင်းဆက်သွားပါမယ်။ကျွန်တော်ပြောမှတွေအားလုံးကဗီဒီယိုတွေဖန်တီးတဲ့အခါမှာကျွန်တော်အဓိကထားပြီးတော့ view site တက်တဲ့ display တွေပါ။ personal အမြင်တွေဆိုတော့တခြားလူတွေနဲ့တူရင်မှတူပါမယ်။ အစဉ်လိုက်ပြောပြရမယ်ဆိုရင်တော့နံပါတ်1 script နံပါတ်2 background and decoration နံပါတ်3 mood and tone နံပါတ်4 editing နံပါတ်5 thumbnail တို့ဖြစ်ပါတယ်အားလုံးကိုလူရင်းနဲ့အရှင်းဆုံးအတူဆုံးပြောပြပါမယ်နံပါတ်1 script ကျွန်တော်တို့ရဲ့ဗီဒီယိုတစ်ခုဖန်တီးတော့မယ်ဆိုရင်အရေးအကြီးဆုံးက script ပါကျွန်တော်ဗီဒီယိုတွေမှာပြောနေတဲ့စကားတွေအားလုံးက script ထန်ရေးပြီးမှပြောတာပါ စခရစ်ရေးပဲလက်တန်းပြောတာမျိုးလည်းရှိပေမဲ့စခရစ်ရေးထားတာကကိုယ့်ဗီဒီယိုကို ကြည်ကြည်လက်လက်နဲ့ on point ပေါ့အရေးကြီးတဲ့ချက်တွေကိုထိမိပါစေအဲ့ဒီတော့စခရစ်ရေးပြီးတော့ဘယ်ကြောင်းနေပြောမယ်ဆိုတာတတ်မှတ်ပါနံပါတ်1 background and decoration ကိုရိုက်တဲ့ဗီဒီယိုကိုကြည့်တဲ့သူတွေက မျက်စိပဓာနာဖြစ်နေစေဖို့အတွက်ကိုယ့်ဗီဒီယိုထဲမှာပေါ်နေတဲ့အပြင်အစင်ကအတိုင်းအတာတစ်ခုထိလှနေဖို့လိုအပ်ပါတယ်ဒါကအရေးကြီးဆုံးနေထဲကတစ်ခုပါပဲ အင်ဒေါ်ရိုက်တဲ့သူတွေအတွက်ဆိုပိုအရေးကြီးပါတယ်။ကိုကကြည့်ရတဲ့နေရာကနေအမြဲနေကြည့်ပါ။ကိုယ်တိုင်ကြည့်မဲ့သူဆိုရင်ဒီဗီဒီယိုကိုကြိုက်မလားဆိုတာစဉ်းစားပါ။နံပါတ်3 Mood and Tone ပြောပုံဆိုပုံကလည်းအရေးကြီးပါတယ်။ကိုပြောမဲ့ content type ကဟာတာဆိုရင် ဟာတာလို့ပြောတတ်ရဖို့လိုပါတယ်။ကိုပြောမှာကတရားဓမ္မအကြောင်းဆိုရင်တရားဓမ္မလို့ပြောတတ်ဖို့လိုပါတယ်။တရားဓမ္မအကြောင်းကို ဟာတာလို့ပြောလို့မရတာကိုအမြဲတွေးထားပြီး ပြောနေတဲ့အကြောင်းအရာနဲ့လိုက်ဖက်မဲ့အတန်နေဟန်ထားထဲဖို့အမြဲတွေ့ပါနံပါတ်၄ editing edit လုပ်တဲ့ဘိုင်းမှာဆိုရင်ကိုပြောထားတဲ့ဗီဒီယိုထဲကမလိုတဲ့အစိပ်ပိုင်းတွေဖြတ်ထုတ်တတ်ဖို့ရယ်ပေါင်းထည့်ခြင်းတဲ့ဗီဒီယိုဒါမှမဟုတ်ဓာတ်ပုံလေးတွေထည့်တတ်ဖို့ရယ်အဲ့ဒီနှစ်ခုလုပ်တတ်ရင်တော့အတိုင်းအတာတစ်ခုထိအဆင်ပြေပါတယ်ဒါကိုလည်းဖုန်းနဲ့တင်လုပ်လို့ရတယ်လို့ကျွန်တော်ကိုယ်တိုင်ဗီဒီယိုတစ်ခုလုပ်ပြထားဘူးတယ် YouTube မှာလည်း tutorial ရဲ့ video တွေလုတ်ပြထားတာလေးတွေအများကြီးရှိပါသေးတယ်။အပျော်လန်းဖန်တီးရာကနေရေရှည်မှာပိုကောင်းတာတွေဖန်တီးချင်လာပါလိမ့်မယ်။အဲ့ဒီချိန်ကျရင်တဖြည်းဖြည်းဤတစ်ကိုပို့ပြီးတော့လေးလာဖြစ်လာပါလိမ့်မယ်။နံပါတ်5တမ်မနီတမ်မနီဆိုတာကိုယ့်ဗီဒီယိုကိုကြည့်လိုက်တာနဲ့ပေါ်နေတဲ့ပုံကိုပြောတာပါ။မကြည့်ခင်လူတွေအရင်မြင်ရတာကဒီဗီဒီယိုရဲ့ပုံပါ။ဒီတမ်မနီကိုဆွဲဆောင်မှုရှိအောင်ပြင်ထားဖို့ကတကယ်အရေးကြီးပါလေ။ ကမ်းပဏိကိုမြင်လိုက်တာနဲ့ကြီးရှင်နေစီဖို့အနည်းဆုံးတော့ဓာတ်ပုံပြင်တဲ့ software လေးတွေသုံးသပ်ဖို့တဆင့်ပုံမြင်ရင် Photoshop ကိုအခြေခံလောက်တက်ထားရင်အကောင်းဆုံးပါပဲဒီစင်လေးတွေပြီးပြီဆိုရင်တော့လူစိတ်ဝင်စားလောက်မဲ့ဗီဒီယိုတစ်ခုစထွက်လာပါလိမ့်မယ်ဒီဗီဒီယိုကို monetization လုပ်ကြပါမယ်ပတ်စံရှာကြမယ်ဆိုပါတော့လောလောဆယ်ပတ်စံပေးနေတဲ့အဓိက platform နှစ်ခုရှိပါတယ် Facebook နဲ့ YouTube ပါ monetization အတွက် Facebook ကပိုခတ်ပါတယ်။ဒါပေမဲ့ပေးတာကလည်း YouTube ထက်ပိုများပါတယ်။ Facebook မှာ monetization ရဖို့ရှင်းရှင်းပြောရရင်တော့ Facebook ကပေးတဲ့ငွေရဖို့အတွက် ကို page မှာ ကိုရိုက်ထားတဲ့ video တွေတင်ပြီး follower တွေတိုးလာအောင်အရင်တော့ရပါလိမ့်မယ်။ follower တပေါင်းနဲ့ကို video တွေကိုကြည့်ကြတာကနိုင်ပေါင်းတပေါင်းပြည့်သွားပြီဆိုရင် monetization ပေးပါတယ်။ YouTube ကတော့နိုင်ပေါင်း၄000နဲ့ subscriber 1000ပဲလိုပါတယ်။ အခက်ခဲဆုံးအပိုင်းကတော့ Facebook ရော YouTube ရောကမြန်မာနိုင်ငံမှာနေတဲ့သူတွေကိုဆိုတရားဝင်မပေးပါဘူး။ကို page ကနေသူတို့ရဲ့လိုအပ်ချက်နိုင်ရီတွေ follower တွေပြည့်လို့ monetization ရှောက်လို့ရပြီဆိုရင် နိုင်ငံခြားမှာရှိတဲ့လူတွေရောစလိုလာပါလိမ့်မယ်။ဒါပေမဲ့အခုဆိုရင်ဒီအပိုင်းကိုစားပစ်ပေးပြီးလုပ်ပေးနေတဲ့သူတွေမြန်မာပြည်မှာရှိပါတယ်။နိုင်ငံခြားမှာအတိမရှိတာတခြားသူကိုအကူအညီမတောင်းချင်တာမျိုးဆိုရင်ကို page ကိုနိုင်ငံခြား admin ပါအောင်လုပ်ပြီးတဲ့ ဝင်ဆောင်မှုတွေပေးတဲ့သူတွေလည်းရှိပါတယ်။သူတို့ကတော့ဝင်ငွေရဲ့တချို့တဝက်ခွဲပေးရတာပေါ့။ Facebook လည်း Facebook လျောက်၊ YouTube လည်း YouTube လျောက်ဝင်ဆောင်မှုပေးနေတဲ့သူတွေရှိနေတာကိုတွေ့ရပါလိမ့်မယ်။စိတ်ရှာရတဲ့သူဖြစ်အောင်တော့အရင်ဆုံးတေချာလေ့လာဖို့လိုပါတယ်။ဒါတွေပြီးလို့ monetization အောင်သွားပြီဆိုရင်တော့ကိုယ့်ဗီဒီယိုတွေကောင်းရင်ကောင်းသလိုလူကြိုက်များရင်များသလိုဒေါ်လာတွေဝင်လာမှာဖြစ်ပါတယ်။ဒီနောက်ပိုင်းကတော့ကိုယ့်ရဲ့ဖန်တီးမှုနဲ့ပဲအများကြီးတက်ဆိုင်သွားတာမျိုးပါ။ ။ဒါကတော့အခြေခံအကျဆုံးသိထားရမယ့် creator, youtuber, business model ပါပဲ။